အားလုံးပဲမင်္ဂလာပါ Red Manchester Football နဲ့ United တို့တာကနေပြန်လေးပြီးတော့ကြိုဆိုပါရစေ။လက်ရှိလို့ကျွန်တော်တို့ GN Sancho ရဲ့အပြောင်းအရွှေ့တွေကတော်တော်လေးအလုတ်ဖြစ်နေတယ်ပေါ့လေ။တော်တော်လေး hot ဖြစ်နေတယ်။ဒါအပြင်ကျွန်တော် MMW တို့လက်ရှိလို့ကျွန်တော်ဂိုးသမားနေရာအတွက် United ဘက်ကစဉ်းစားထားတဲ့ဟာလေးရှိတယ်။အဲသတင်းထွက်နေတဲ့ဟာလေးရှိတယ်။ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။ဆိုတော့ပထမဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ MMW အကြောင်းပေါ့လေ။ Lorry Wentway ရဲ့အဆိုအရတော့ Manchester United က MMW ကိုတခါတရံမှာတိုက်စစ်မှုဖြစ်ကစားနိုင်မဲ့ ကစားမဖြစ်ရှုမြင်ထားတယ်ပေါ့ Brandford မှာပြီးခဲ့တဲ့900ဒီအတွင်းကဆိုလို့ရှိရင်ကစားမကအထောင်တိုက်ရှိမှုနေရာမှာ32ပွဲကစားခဲ့ပြီးတော့73ဂိုးတွန်းယူပြီးတော့9ချိန်ဂိုးဖန်တီပေးနိုင်ခဲ့တယ်ပေါ့လေပြီးခဲ့တဲ့ရာသီကလည်း MMO ကတိုက်ရှိမှုအဖြစ်9ပွဲကစားခဲ့ပြီးတော့ Spa Western Arsenal နဲ့ Chelsea ကိုဂိုးတွန်းယူနိုင်ခဲ့တယ်ဆိုပြီးတော့ Lorry 1တွေကဖော်ပြထားတယ်တော့တခါတည်းမှာကစားနိုင်တဲ့ကစားမဖြစ်ရှုမြင်ထားရဆိုရင်ကျွန်တော်တို့မဖြစ်မနေတိုက်စစ်မှုတရားကတော့ခေါ်ရမှာပဲဟို ကျွန်တော်တို့တောင်ပန်ကစားမတယောက်ကိုနံပါတ်10ကစားမတယောက်ကိုတိုက်စင်းမှုနေရာဖြေကစားနိုင်နေဆိုပြီးတော့တိုက်စင်းမှုနေရာမှာသုံးဖို့အတွက်ရည်ရွယ်လို့မရဘူးကျွန်တော် MMO ခေါ်တာဒီနံပါတ်10ရို့အတွက်ခေါ်တာပဲဆိုတော့နံပါတ်10ရို့မှာကျွန်တော်ထားသုံးဖို့အတွက်ခေါ်တာဒီလိုမျိုးခွန်ညာနဲ့ MMO တို့ဝန်းရံပြီးတော့တိုက်စင်းမှာတကယ်ကိုသွင်းနိုင်တဲ့တိုက်စင်းမှုကောင်းတယောက်ထပ်လို့ပြတာတော့အမှန်ပဲဆိုတော့ဟိုဘယ်လိုပြောရမလဲဗျာအရှင်အရှင်ဒီတိုင်း MMO တို့ဘာလို့တိုက်စင်းမှုဖြစ် ူတခါတရံမှာကစားနိုင်တဲ့အဖြစ်ရှုမြင်နေဆိုတာကတော့တဘာဝတော့ကြာပါတယ်သူ့အနေနဲ့တခါတရံမှာတော့ကစားအောင်ကစားနိုင်တယ်မြင်ဒါပေမဲ့အမေးတမ်းကြီးကြတော့ကျွန်တော်အဆင်ပြေလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဟိုကျွန်တော်တို့မှာ MMW ရှိရဆိုပြီးတော့နောက်ထပ်တိုက်စီမှုမခေါ်တော့တာမျိုးဖြစ်သွားလို့မရဘူးဗျဟိုအရှင်ကြီးကမကောင်းဘူးလည်းဖြစ်သွားလို့ရှိရင်ကျွန်တော်တောင်ပံကစားမတရားရုံနဲ့တိုက်စစ်မှုဖြစ်ကစားဖို့ဆိုလို့ရှိရင်အရေးရှင်တွေအများကြီးလိုတယ်။ဒါကခရစ်စတီယန်ရော်နယ်ဒိုတို့လီယိုနယ်မက်ဆီတို့ပဲ ဒီလိုမျိုးကစားမားတွေပဲဝိုင်းရင်ကစားမားတွေကို position ရှင်းပြီးတော့ကစားနေတာကစားနိုင်တာသူတို့ position ရှင်းပြောင်းသွားတဲ့အချိန်ဒီကိုကြည့်လိုက်မယ်ဆိုလို့ရှင်လေလုံးဝသူတို့ရဲ့ prime time တွေမှာအကောင်းဆုံးရှည်သွန်းနေပြပြီးတော့29 28လောက်မှာပဲ position ရှင်းပြီးတော့ကစားကြတာ30လောက်မှာပဲ position ရှင်းပြီးတော့ကစားသွားတာတွေရှိရဲ့ဗျာအာဒီလိုမျိုး25 26မှာသူတို့ရဲ့ position မှာသူတို့ကောင်း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 ကစားနေတော့မယ်ဆိုတော့ market fresh ball လို့ ကောင်းကြီးဟိုတောင်ပံကနေကစားပြီးတော့နံပါတ်9ရနေရာမှာ ကစားနိုင်တယ်ကစားတော့ဘာဖြစ်သွားလဲလုံးဝသူ့ရဲ့နေရာကြီးကအပြောက်ကြီးဖြစ်သွားပြီးတော့ဘာမှတိတ်ထွေထူးလုပြနေတာမျိုးကျွန်တော်မတွေ့ဘူးဆိုတော့တကယ်တမ်းကဒီအထောင်တိုက်စစ်မှုနေရာမှာတခါတရံကစားနိုင်တဲ့ကစားမဆူနေလို့အမြဲတမ်းကစားဖို့ကြအဆင်မပြေဘူးဆိုတဲ့အတွက်ကျွန်တော်တိုက်စစ်မှုကလိုလိုပါတယ်အဲ့တော့ဒီအောင်အောင်မြင်အဆင်ပြေသွားရတဲ့ကစားမကြီးလေးရှိတာပေါ့နော်ဒီတိုက်စစ်မှုနေရာမှာ တော့ကစားပြီးတော့အဆင်ပြေတော့ရတဲ့ကစားမှလည်းရှိရေလက်ရှိလို့ဇီရောဖီလစ်တူပါလို့ဆိုလို့ရှိရင်ကစားရင်ဒါပေမဲ့ဒီကောင်းလေးအဆင်ပြေနေတော့မဟုတ်ဘူးအဲဒါကြောင့်မလို့ကျွန်တော်တို့နံပါတ်10ရုပ်ကစားမှတရားကိုခေါ်ပြီးတော့ထောင်တိုက်စစ်မှုနေရာမှာထားတောင်းမယ်ဆိုလို့ရှိရင်တော့အာမခံချက်ကပို့ပြီးတော့မှနေတယ်အောင်မြင်နိုင်ချေကပို့ပြီးတော့မှနေတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် MMO ခွေပီးတီတိုင်းတိုက်စစ်မှုတူကတော့လိုလိုပါတယ် MMO နဲ့တွားပြီးတော့ကျွန်တော်အဆင်မပြေဘူးပေါ့နော် ဆိုတော့အာပူလာရဲ့ဖော်ပြချက်အရကတော့ Manchester United တင်ကပိုတိုကနေထွက်ခွာရှင်နေတဲ့ကိုသမားဒီယိုကိုစတာကိုအလွန်စိတ်ဝင်စားနေပြီလေကစားမအတွက်စာရှုပ်ဖြစ်တဲ့ကြီး U85 တန်းရှိပြီမဲ့လို့ U တန်းလျှောက်စေဝမ်းကျင်လောက်နဲ့ထွက်ခွာနိုင်ကိုရှိနေပေါ့တို့ရဲ့တို့ပင်မဲ့လို့ပိုတိုကဒီဈေးနဲ့ထွက်ခွာခွင့်ပြုခဲ့တယ်ဆိုလို့ရှိရင်တော့ခုနွေရာသီမှာ United အတွက်အလွန်များပြားသောပမာဏဖြစ်ပါတယ်တဲ့ဒါဒါကတော့ကျွန်တော်တို့သိပြီးသားပါဒီအာပိုလာဖော်ပြမှာမဟုတ်ပါဘူးခုကျွန်တော်ကိုသမားလဲဖို့အတွက်တောင်မှ နောက်ဆုံးမှစဉ်းစားမယ့်အရာဖြစ်တယ်တိုက်စစ်မှုခုံမယ်လက်ရှိလိုစင်မှာ M1 မှုတို့ Matias Cunha တို့အပြောင်းရွှေ့ပြီးဆိုလို့ရှိရင်တိုက်စစ်မှုခုံမယ်ဒါကဒီအတင်းရဲ့ဦးစားပေးပဲပြီးလို့ရှိရင်ကွမ်းရီကစားမှာကွမ်းရီကစားမှာခေါ်ဖို့အတွက်တော့အတင်းကတော်တော်လေးကိုဟိုဒီဘန်ဒါရေးပိုင်းနဲ့ပတ်သက်ပြီး wiki တော်တော်လေးဖြစ်သွားပြီကွမ်းလီကစားမှာကဘယ်လိုပုံစံမျိုးရောက်လာမလဲတော့မသိသေးဘူးတိုက်စစ်မှုတယောက်ပေါင်တန်း60လောက်နဲ့ထိုက်ရောက်လာခဲ့ရဆိုလို့ရှိရင် ကွမ်းလေပိုဇီရှင်မှာပေါင်တန်း90လောက်ထပ်သုံးနိုင်အောင်မလားတော့မတိကြတော့ဆိုပေါင်တန်း30ပေါင်တန်း40လောက်နဲ့များနောက်ထပ်ကွမ်းလေကစားမတရားရောက်လာအောင်မလားဘို့လေဒီလိုမျိုးရှိနေသည်ရှိရယ်ဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပါဘာဆက်ဖြစ်လာမလဲတော့မသိဘူးဂုဒမနီယာကတော့အများကြီးဝေးပါတယ်အများကြီးဝေးပါတယ်ဗောနိဆိုတော့ဂျီနန်ဆန်ရှင်နဲ့ပတ်သက်ပြီးကျွန်တော်ပြောကြည့်အောင်ပါဂျီနန်ဆန်ရှင်နဲ့ပတ်သက်ပြီးလက်ရှိလို့ရှင်မှာအရှင်ဒီကကောင်းနေဗောလေဆိုတော့ ဟိုမိုယန်ညိုရဲ့ဖီနာပါရှီတို့ပေါ့လေထွက်ထားတဲ့တင်လေးပါဆိုတော့လက်ရှိလောဆယ်တော့ပို့တွေရတော့ဂျင်းဆန်ရှူကဖီနာပါရှီရဲ့တနည်းလောက်ခယူစေတဲ့ဝမ်းကျင်တဲ့ကမ်းလှမ်းမှုကောင်းကြီးထားကြောင်းသိရတယ်ဗောလေဖီနာပါရှီကလာမယ့်ရက်ပိုင်းအတွင်းယူနိုက်တက်နက်စပရင်မှုတွေစတင်ပြုလုပ်သွားမှာဖြစ်ပြီးတော့နှစ်ဦးနှစ်ဖက်အပြောင်းအရွှေ့အတွက်အကောင်းမြင်ထားကြတဲ့အရာရာအဆင်ပြေနေကြတယ်ဗောဒါကဆဘာဟိုဟော့စပေါ်လာဒီဂျာနယ်လစ်ကတင်ပေးထားတာဆိုတော့အာနောက်ထပ်တစ်ခုကတော့အကွန်မန်တို့ကနေပြောထားတယ် ဖိနဘာစီကဂျီရန်ဆန်ရှူအတွက်ယူနိုက်တက်ကိုပြောင်းရွှေ့ကြည့်ယူ၁၈တန်းနဲ့ကမ်းလန့်ထားတယ်ပေါ့မိုင်းရနော်မစူကစားမကတနည်းလောက်ခယူဆန်အတန်းရရှိမှဖြစ်ပြီးတော့၃နှစ်စာရှုံးနဲ့ဖိနဘာစီကကမ်းလန့်ထားတယ်ဂျီရန်ဆန်ရှူကတော့ဂျူဗန်တက်နဲ့နာပိုလီတို့ကလည်းကမ်းလန့်ထားပြီလို့ဖိနဘာစီကမ်းလန့်ထားတဲ့လောက်ခလာစားကသာဆန်ရှူအတွက်အမြင့်ဆုံးဖြစ်နေတယ်ဆိုပြီးတော့လက်ရှိလို့ဆင်မှာကျွန်တော်သိရတယ်ဒီဒီတဲ့င်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဘယ်လိုပြောရမလဲ ဟိုအရာရာကောင်းတယ်ဗျာအရာရာကောင်းတယ်အရာရာအပေါင်းလက္ခဏာဆောင်းနေရပဲ GN sanction နဲ့ပတ်သက်ပြီးတော့ဟို diary ကိုကြည့်မယ်ဆိုလို့ရှိရင်လက်ရှိလို့စင်မှာအတင်းကနေထွက်ခွာမဲ့ကစားမကြီးတွေမှာ GN sanction ကထိတ်ဆုံးကနေတော့ဖြစ်ဖြစ်သွားနိုင်တယ်ဖီနာပါရှီကလည်း Jose Mourinho အနေနဲ့ကစားမကိုအတင်းပြောင်းလာဖို့အတွက်ဖုန်းခေါ်ပြီးတော့ဒီဆက်တွေမေးမြန်းမှုတွေပါတယ်တော့ရှိထားတယ်ဆိုတော့ဒါတွေအများကြီးကောင်းတဲ့အရာပဲဂျိုဆင်းမော်ရီညိုကအဲ့လိုမျိုးတွေလုပ်တတ်ပါတယ်လုပ်တတ်ပါတယ်ဒါပေမဲ့ဒီလို 82net ကစားမားနဲ့ မိုရင်ယူနဲ့ဘလောက်အရင်ကြီးအဆင်ပြေပါမလဲဆိုတော့ကျွန်တော်စိတ်ထဲမှာနည်းနည်းတော့အဲဟွာဖြစ်တယ်ပေါ့ဟွာဟွာဖြစ်ပါတယ်နည်းနည်းတော့တန်တရားရှိတယ်ဒါပေမဲ့ဘာမှမဆိုဖြစ်သွားနိုင်ကြပဲလေပို့ပါတော့ပါတော့တုံးကလည်းမိုမိုဂျိုဆင်းမိုရင်ယူနဲ့အစပိုင်းအဆင်ပြေပြီးတော့နောက်ပိုင်းတိတ်အဆင်မပြေတော့ဘူးဆိုတော့မိုရင်ယူကအက်တီကျူးမကောင်းတဲ့ကစားမှန်းနဲ့တိတ်အဆင်ပြေပြီးတာမရှိဘူးဒါကြောင့်နည်းနည်းတော့တန်တရားဖြစ်မိတာပေါ့လေဘာဖြစ်ဖြစ်ပါလက်ရှိမှာမိုရင်ယူကဂျီရန်ဆန်ရှင်နဲ့ပတ်သက်ပြီးတော့ခေါ်ချင်တယ်ဆိုတာတဒန်းကောင်းပါပဲ။ ပြီးလို့ရှိရင်ဒီနေ့လောက်ခယူ70တန်းပတ်ရှာလေနဲ့ကန်လိုက်မှုကိုရေရန်ဆန်ရွာကောင်းညိတ်ထားတယ်ပေါ့လေဆိုတော့အာယူ78တန်းလောက်နဲ့ United ကိုဖီနာဘာရှိခွာကန်လိုက်မှုလေကန်လန်းထားတယ်ဆိုတာကကန်လန်းမှုမဟုတ်ဘူးကန်လန်းထားတယ်ဆိုပြီးတင်းထွက်နေဒီကန်လန်းထားတယ်ဆိုတာကဟိုအများကြီးကောင်းတယ်ဗျဒီလားကျွန်တော်ယူ78တန်းဆိုလို့ရှိရင်လည်းရောင်းရမယ်ရှုံးတော့ရေစစ်စီရကြီးက9တန်းရထားပြီဆိုတော့ယူတန်း20ကျော်ကုလက်တဲ့ကိုရောင်းနေရန်ဆန်ရှူလဲလှုပ်လို့ရပြီပေါ့ဘာလို့ဒီ လဲလို့လည်းရပြီကျွန်တော်ဘက်မှာဘာမှအထွေထူးအရှုံးမရှိတော့ကစားမရဲ့လောက်ခလာတာနဲ့ပတ်သက်ပြီးတော့ရှိုးချနိုင်လိုက်တာကအရန်ကောင်းနေပြီဗျာတခုအန်အောမီတာကတည်လာကျန်ဆန်ရှူနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီอืมကစားမရဲ့ရွေးရှည်မှုပဲတနေ့လောက်ခပေါင်ဒီ U 7တန်းနဲ့ကမ်းလှမ်းမှုကောင်းညှိထားတဲ့ရှူကလေးကဂျန်ဆန်ရှူအထင်ကြီးတော့ဒီပြောင်ရဲ့အနာဂတ်ကဘာလဲပေါ့နော်ရွေးချက်ကဘာလဲဟိုလောက်ခလာစာပြီးတယ်ဆိုလို့ရှိရင်ပြောင်းပါလားပေါ့ ဆိုရီကလက်တွေကပြီးလို့ရှိရင်ဆိုရီကလက်တွေကိုလည်းဒီကောင်ပြောင်းပါပဲတောင်း၁၂တန်းဆိုရီတွေကဒီကောင်ရဲ့ရှည်စွမ်းတိတ်အထင်မကြီးလို့မပေးတာလက်ရှိလို့ဒီမှာဖီနာဘာရှိလို့ပါတော့ကတော့တန်းလေးလောက်ခယူ၁၂တန်းဆိုလို့ရှိရင်တပတ်ကို၂သိန်းခွဲပေါ့လက်ရှိရှည်စွမ်းကိုတပတ်၂သိန်းခွဲပေးတဲ့ဖီနာဘာရှိကိုလည်းအံ့ဩပါတယ်ဆိုတော့ထားပါတော့ဗျာဂျီလန်ဆန်ရှိုအသင်းပြောင်းနိုင်ဖို့ကလက်ရှိလို့ဒီမှာအရှင်ကြီးကောင်းနေပြီဟိုရက်ဘူတို့ကနာရှူတို့အန်တိုနီဆန်ဒိုစ်တို့ဂျီလန်ဆန်ရှိုတို့ကြီးလိုက်မယ်ဆိုလို့ရှိရင်ဟို အဲ့ဒီကျူးပန်းဆိုင်ရာရအစုပ်ပြည့်စုံသောဂျန်ဆန်ရှုနဲ့ပတ်သက်ပြီးတော့ကျူးစားနေတဲ့တင်ညာအများကြီးရှိတယ်။တခြားကစားမတွေကတော့အရှင်ဒီမကောင်းသေးဘူးလေလက်ရှိလွတ်ဆက်ပြောင်းရှိဈေးကွက်မှာ United ကထွက်ခေါ်မဲ့ကစားမတွေထဲမှာဂျန်ဆန်ရှုကအစိုးဆုံးဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်ဗောလေဆိုတော့ဗျာနောက်ထပ်တင်ညာနဲ့ပတ်သက်ပြီးတော့ကြည့်ရအောင်နာပိုလီကလည်းဂျန်ဆန်ရှုကိုခေါ်ဖို့အတွက်လက်မရှိုးသေးဘဲနဲ့နိုင်ပိုင်းအတွင်းစီးနင်းမှုတွေထပ်မံပြုလုပ်သွားမှာဖြစ်တယ်ဗောပြီးလို့ရှိရင်ဒီမာဂျီရဲ့ဖော်ပြချက်အရဂျူပန်ရဲ့အသင်းကလည်းဂျန်ဆန်ရှုကိုခေါ်ယူဖို့တွန်းအားပေးလှုံ့ဆော်နေပြီးတော့ မနေ့ကမှကျွန်တော်နဲ့ဆွေးနွေးညမှုတွေထပ်မံပြုလုပ်သွားမှာဖြစ်တယ်ဆိုပြီးတော့ဖော်ပြထားတယ်။ဆိုတော့ဂျင်းဆန်ရှင်နဲ့ပတ်သက်ပြီးတော့တော့သတင်းတွေကအာရှိတယ်ဗောလေ။ဆိုတော့မာရီတိုတို့ကပဲဖြစ်ဖြစ်ဒီမာဂျူတို့ကပဲဖြစ်ဖြစ်ပြောထားတဲ့အပေါ်မှာနာပိုလီကဂျင်းဆန်ရှင်အတွက်ကြိုးစားမယ်ဒီဗာလေဂျူဗင်တက်ကလည်းဂျင်းဆန်ရှင်အတွက်ကံလန်မှုတွေလုပ်ဖို့အတွက်ပြင်ဆင်သွားဖို့ရှိရဆိုတာကအပေါင်းလက္ခဏာဆောင်ရည်ရဲ့အရာပဲအတင်းနဲ့ပတ်သက်ပြီးတော့ဂျင်းဆန်ရှင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆန်ရှင်ကိုရောင်းချနိုင်ပြီးတော့ ဟိုဟွာဖြစ်မယ်ဆိုလို့ရှိရင်ဒုက္ခလာတာရှိုးချနိုင်မယ်ဆိုလို့ရှိရင်အဲအတွက်အများကြီးအကျိုးရှိသွားမှာဂျီလင်ဆန်ရှူအတွက်ဒီနေ့တပတ်လောက်ခကျွန်တော်တို့ပေါင်း3သိန်းလောက်ပေးနေရတယ်တလမှာပေါင်း3သိန်းကျော်လောက်ပေးနေရတယ်တိတ်အဆင်မပြေဘူးဒီလောက်ခလာတာကိုသာရှိုးချနိုင်မယ်ဆိုလို့ရှိရင်ကစားမအတွက်ဒီနေ့မှာ12သိန်းလောက်ရှိုးချနိုင်မယ်ပြီးလို့ရှိရင်သူ့ရှီကကျွန်တော်တို့18သိန်းလောက်ထားရမယ်ဆိုလို့ရှိရင်ပေါင်း3သိန်း30လောက်ကအသိန်းရဲ့ budget ရွှေတာနိုင်မယ်ဗျာဆိုတော့ ဘလောက်တော့ကောင်းလိုက်တယ်လေကျွန်တော်တို့ဆန်ရှင်နဲ့ပတ်သက်ပြီးတော့ဆက်ရှိတဲ့နဲ့ရောင်းနေဆိုလို့ရှိရင်တော့ပေါင်တန်း30လောက်သက်တာသွားနိုင်မယ်အရှင်ကြီးဖြစ်တဲ့အတွက်ဟိုနောက်ထပ်ကစားမောက်ရီထက်ရှာလို့ရမယ်အရှင်ကြီးပေါ့လीဆိုတော့ဈေးကွက်ထဲမှာအများကြီးလှုပ်ရှားလို့ရသွားပြီအာဂျန်ဆန်ရှင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘာပဲလုပ်လို့အဆင်ပြေပါပြီဒါပေမဲ့လက်ရှိလို့ကျွန်တော်တို့နာပိုလီကတော့ဂျန်ဆန်ရှင်ကိုတော့တော်တော်လေးလူရင်းနေတဲ့အရှင်ကြီးရှိတယ်ဒါပေမဲ့နာပိုလီကတော့ဂျန်ဆန်ရှင်တောင်းတဲ့လောက်ခလာကြအောင်မပေးနိုင်ဘူးဆိုပြီးပြောထားတဲ့အတွက်ဆန်ရှင်နာပိုလီကိုပြောင်းဖို့ပဲပုံများလိမ့်မယ်လို့ကျွန်တော်ထင်တယ် တော့ဒါကတော့လက်ရှိလို့စေဆန်ရှူတို့ MMO တို့နဲ့ပတ်သက်ပြီးတော့နောက်ဆုံးရရှိထားတဲ့သတင်းတွေပေါ့လေကျွန်တော်နေ့လေးခဲ့မှာပြန်တွေ့ကြမယ်ကြီးစုအပ်ပေးရတဲ့ကြီးစုအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုဒီမှာထပ်တွေ့ကြမယ်ခင်ဗျာအားလုံးစီးပါခင်ဗျာ